တွေဒီနေ့ Union Jordan 1 Chicago Shadow အကြောင်းကိုပြောကြမှာဖြစ်ပါတယ်။ ားလုံးကြည့်ကြတဲ့အတိုင်းဒီဖက်ကကျွန်တော်တို့ဒီနှစ်2025 February မှာထွက်လာခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်မထွက်ခင်တော့ကလည်းဒီနှစ်မှာ hike လာနိုင်တဲ့ဖက်ဆက်ရံထဲမှာဒီ Union Chicago Shadow လဲတည်ရန်အပါဝင်ပါတော့အဲ့တုန်းကတော့ကျွန်တော်ဈေးနှုန်းကိုဒေါ်လာ900ဝန်းကျင်လောက်တော့ဖြစ်နိုင်တယ်ဆိုပြီးပြောခဲ့ရတယ်တူပဲဒါပေမဲ့အခုလက်ရှိမှာဒီဖက်ရဲ့ဈေးနှုန်းကတိတ်တော်ချိနေမကောင်းဘူးအဲ့တော့ကျွန်တော် union ဒီဖက်ရဲ့ဒီဒီအကြောင်းကိုပြောခင်ကျွန်တော်တို့မသိသေးတဲ့သူတွေအတွက် union ဆိုတဲ့ဟာကိုနည်းနည်းလေးပြန်ပြီးတော့ပြောခြင်းနဲ့ Union LA အနေနဲ့2018တုန်းက Jordan Brand နဲ့ collaboration လုပ်ပြီးတော့ထွက်ခဲ့ဘူးတယ်။ Jordan 1 Black Toe နဲ့ Jordan 1 Stone Blue ဆိုပြီးတော့နှစ်ရံထွက်ခဲ့ဘူးတယ်။နှစ်ရံကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် sneaker reselling မှာရောကျွန်တော် sneaker hat တွေချားရဲမှာရှမ်းရှမ်းတောက်ကိုအောင်မြင်ခဲ့တဲ့ဖက်နှစ်ရံလို့သတ်မှတ်လို့ရတယ်။အဲနောက်ပိုင်းမှာသူတို့အနေနဲ့ဒါ Jordan 2နဲ့လည်း collaboration လုပ်တယ်။အဲ့ဒီပြင် Jordan 4အနေနဲ့ Union of Noah ဆိုပြီးတော့တရံပြီးွားရင် Union Guava Ice ဆိုပြီးတော့တရံနှစ်ရံနဲ့ထွက်ခဲ့ပူတယ်။နောက်ထပ်230ပြည့်အနေနဲ့လည်းဒါ2021တုန်းကလည်း Jordan 4နှစ်ရံထပ်ထွက်သေးတယ်။အဲ့တော့ဒီနေ့ပြောသွားမှာကတော့ကျွန်တော်အစပြောခဲ့တဲ့လိုပဲ Jordan 1 Union Chicago ကို share လုပ်အကြောင်းပဲဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်တို့တွေ box ဆဲကိုဖွင့်ကြည့်လိုက်မယ်ပထမဆုံးသူ့ရဲ့ box ပေါ့နော် box ဆဲမဖွင့်ကြည့်ခင် box ကတော့ဒါရှေ့မှာ blood drop ဘူးရဲ့ box နဲ့ပဲတော်တော်လေးစင်တယ်ကျွန်တော်ရှင်ကြည့်ရတော့အပေါ်က color နည်းနည်းလေးဆိုတာနဲ့မှိန်တာတော့ပဲကွာတယ်ပေါ့နော်ဒီပေါ်မှာဒါ Michael Jordan ပုံတွေပါတယ်ပြီးတော့လို့ရှိရင်သူထွက်ခဲ့ဘူးတဲ့ Jordan ရဲ့ဖက်နှက်တွေနဲ့ဒီမှာဆိုရင်ဒါ Jordan 13ပုံစံမျိုး sketch တွေဟိုအဲ detail sketch ပေါ့နော် အဲ့ဒါလည်းကျွန်တော်တို့ရေးထားတဲ့ပုံစံမျိုးဒီပုံမှာပဲလုပ်ပေးထားတယ်အလဲမှာတော့ဒါ Jordan Jamman လို့ကိုအနီရောင်းနေပဲလုပ်ပေးထားတယ်ပေါ့နော်အမ်ထူးခြားပါတယ်ကဒီနားကဒါ box လေးပဲပေါ့နော်ဒါကတော့ကျွန်တော်တို့ရှေ့မှာ Black Dot တော့ကတော့ဒီလိုပုံစံမျိုးမဟုတ်ဘူးဒါနောက်ပိုင်း Jordan တွေမှာတော့ဒီလိုမျိုးအခုနောက်ပိုင်းတွေ့ရတဲ့ box လေးပဲပုံစံမျိုးပဲပြန်သုံးထားရပြန် box ကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ပထမဆုံးတွေ့ရမှာက tissue paper ဖြစ်ပါတယ်ဒါကလည်းကျွန်တော်တို့ဟိုးရင် blood dough မှာလည်းဒီလိုမျိုးတွေပါတယ် အဲပုံစံတော့နည်းနည်းလေး क्वे ွားတယ်ပေါ့နော်ဒီမှာတော့ဒါ Air Jordan လို့ရေးထားတယ်ဒီမှာ Union ပြီးရင်ဒါ Jordan ရဲ့ Colonia ကိုသူတို့ရဲ့ Union LA တက်ကို design draft ပေါ့နော် draft ပုံစံမျိုးကိုဒီမှာသူတို့စဉ်းစားတော့က hand sketch ပုံစံတွေအကုန်လုံးပြန်ပြီး print ထုတ်ထားတဲ့ပုံစံမျိုးနဲ့ဒီမှာပါတယ်ဒါပြောရရင်နည်းနည်း creative ဖြစ်တယ်နောက်ပြီးတော့ storytelling ပါတယ်ပေါ့နော်အဲ့တော့လူတော်တော်များများကဒီအမျိုးကိုစိတ်ဝင်စားကြတယ် တော့ဆိုခဏကိုတွားကြည့်လိုက်မယ်ဆိုရင် material ပထမဆုံး first impression မှာတော့ဒါ black tone နဲ့တိတ်မကွာဘူးလို့တော့ကျွန်တော်ကတော့ခံစားရတယ်ဒီတေးကြည့်ရရင်တိတ်ကိုမကွာဘူးပေါ့နော်ကျွန်တော် toe box area တွေလည်းခက်ဆင်ဆင်ပဲအာဒါပေမဲ့ color wheel design ကိုပြောပါဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ black tone ကိုပို့ပြီး prefer ဖြစ်တယ်အဲအားကြောင့်မဟုတ်လဲလားတော့မသိဘူးအခုဒီ shadow ကတော့တိတ်ပြီးတော့မဟိုက်ဘူးပေါ့နော်အဲအဲ့ကြောင်ကျွန်တော်ပြီးရင်ဆက်ပြောပြပါမယ် colorway ဒီမှာအဓိကတုံးထားတာကကျွန်တော်တို့ shadow ရယ် versatility red ရယ် white ရယ် black ရယ်ပေါ့နော်အဲ့လေးမျိုးကိုအဓိကတုံးထားတယ် miso ကတော့ဒါ finish လို့ရအောင်လို့ off white colorway ရအောင်လို့တို့လုပ်ထားတယ်အောက်ဆိုးကလည်းဒါ versatility red အနေအောင်ပဲဒီမှာသုံးမိထားတယ်ပေါ့နော် shoe lace ကတော့ဒါ black toe မှာပါတဲ့ပုံစံမျိုးပဲဟိုဟာတကြောင်အဖြူအမဲအဖြူအမဲဆိုပြီးတော့ဆက်ထားတဲ့ဟာ နှစ်ကြောင်းပါတယ်ပေါ့နော်အဲ့တော့ union ရဲ့အထာအတိုင်းပဲဒီမှာလဲဒီ colon နဲ့အောက်ကဟီးနေရာမှာဒီ hand stitch ပုံစံမျိုးချိတ်ပေးထားတယ်ပေါ့နော်ဒါကသူ့ရဲ့ signature လို့ကျွန်တော်တို့ပြောရမယ်ဒီ blood တော့ကလည်း ဒီ stitching ကဒါ right ရဲ့ color နဲ့လုပ်ပေးထားတယ်ဒီကောင်ကတော့ဒါ UNC color အပြာနုနဲ့ပဲလုပ်ပေးထားတယ်ပေါ့နော်သူ့ရဲ့ look ကတော့ဒါ reconstructed look ပေါ့နော်ဒီအပေါ်ပိုင်းနဲ့အောက်ပိုင်းကအမှန်တကယ်တော့တစ်ဆက်တည်းပဲဒါပေမဲ့ဒါတစ်ဆက်တည်းမဟုတ်တဲ့ဟာကို stitching နဲ့ပြန်ချုပ်ထားတဲ့အထာမျိုးလုပ်ပေးထားတာပေါ့နော်ဒီ tab နေရာမှာလည်းအလိုပဲအဖြူနဲ့အမဲကအမှန်တကယ်ကတစ်ဆက်တည်းချုပ်ပြီးသားပဲပေါ့နော်အဲ့ဒါကို stitching နဲ့ပြန်ချုပ်ထားတဲ့ပုံစံမျိုး look ရအောင်လို့လုပ်ထားတယ်ပေါ့နော် uh sketch တွေမှာပြောရင်အာခုရန်ကျွန်တော်တို့ဒီ off white တို့ထွက်တဲ့အချိန်နဲ့ union တို့ထွက်တဲ့အချိန်နဲ့ကအဲ့လိုမျိုး fight ကနည်းနည်းခက်ဆင်ဆင်ပဲပေါ့နော်အဲဒီမှာတော့ဒါ union ရဲ့ color wave ဖြစ်တဲ့အဝါနဲ့ပဲ UNL ဆိုတဲ့ tag လေးကိုတွေ့ရလိမ့်မယ်ဒီပေါ် colonia ကတော့ဒါ shadow ဆိုတဲ့အတိုင်း shadow color wave ပဲတုံးမိထားတယ်ပေါ့နော် leather ဘာညာကတော့ဒီမှာသူတို့ရှေ့မှာ black toe တော့ကလည်းဒီ base line တွေကဒါအဝါရောင် ပုံစံမျိုးရအောင်သူတို့လုပ်ထားရပါတော့ဒီနေရာမှာလည်းဒီအဝိုင်အောင်လိုင်းလေးတွေကပတ်ပတ်လဲလဲတာရဲ့အစုံတိုင်းမှာမြင်ရတယ်ဒီ toe box space တွေရောနေရာတိုင်းမှာပဲပေါ့နော် so overall look ကတော့အရင်ကြီးတော့ရုပ်ဆိုးမနေဘူးอืมဒါပေမဲ့တခုပဲပေါ့နော်ဒီအောက်ပိုင်းတခုလုံးကြီးက Chicago Colorway ဖြစ်နေတော့နည်းနည်းတော့ရိုးရှင်းတဲ့ဘက်ကိုတော့ရောက်သွားတော့အမှန်ပဲဘာပဲပြောပြော Black Toe ကိုကြည့်မယ်ဆိုရင် Black Toe က Colorway က၃ခုကျော်နေတာပေါ့နော်ဒီမှာဆို Black ပါဆို red ဒီပေါ်မှာဆို white ပေါ့နော်အဲ့တော့ color matching ကပို့ပြီးကြည့်လို့ကောင်းတယ်လို့ထင်တယ်နောက်ပြီးတော့2018တုန်းကထွက်ခဲ့တုန်းကတော့ဒါအားလုံးအတွက်စမ်းနေတဲ့အချိန်လည်းဖြစ်တယ်ပြီးတော့တေချာတစ်ခုကအဲ့ချိန်တုန်းကထွက်ခဲ့တုန်းကဖနက်ရံရေးအတွက်ကအခုထွက်တဲ့ရေတော့ထအများကြီးနည်းကိုနည်းလိမ့်မယ်ကျွန်တော်တို့အနေနဲ့ research လုပ်ကြည့်တာတော့ဘယ်လောက်ထွက်ခဲ့လဲဆိုတော့ plateau တုန်းကတော့မသိဘူးဒါပေမဲ့ဒီဖနက်က9000ကျော်လောက်ထွက်တယ်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်ထင်တာတော့အဲ့ထက်မှကထွက်ခဲ့မယ်လို့တော့ထင်တယ်ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်တော့ဒီဖက်ကဒါ retail ရထားတာပါအဲ့တော့လူတွေတော်တော်များများစီမှာ retail ပေါက်တယ်လို့ကျွန်တော်လည်းသတင်းကြရတယ်အဲ့တော့ stories အနေနဲ့ကျွန်တော် review လုပ်တော့အောင် resale 900လောက်ပေါက်နေတာနေပြီးအခုဈေးနှုန်းက man sizing တွေဆိုလို့ရှင်ကျော်လာ200နေ300ဝန်းကျင်လောက်ပဲရှိတော့တယ်ပေါ့နော်အာကျွန်တော်တို့ဒီ time bag မှာဆိုလဲဝယ်လို့ရှင်ဘတ်1000ဝယ်2000ဝန်းကျင်လောက်မှာပဲရှိတယ်ပေါ့နော်အဲ့လိုပြောရမယ်ဆိုရင် union ရဲ့ဖက်ကို ဲ့လောက်ဈေးရမ်းနဲ့စီးရမယ်ဆိုတာဒါတော်တော်လေးတန်တယ်။တစ်ချိန်မှာဈေးပြန်တက်မလာဘူးလို့ဒါဘယ်သူမှတော့အာမခံပြီးပြောလို့မရဘူးပေါ့နော်။အဲ့တော့တန်းနေရာပြန်ပြောရမယ်ဆိုလို့ရှိရင်တန်းကထူးခြားတကူရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဘလက်တိုးမှာကအာတန်းရဲ့အောက်ကထားမယ်။ဒီမှာတော့ reverse လုပ်ထားရပေါ့နော်။ဒီမှာ crane ကိုပြန်သုံးထားရယ်။ဒီမှာ crane ကိုဒီမှာအမဲပြန်သုံးထားရပေါ့နော်။နောက်တစ်ချက်ကတန်းတက်ကဲနေရာလေးရလဲပြောရရင် paper လို design မျိုးကိုတုံးထားရပေါ့ fragile ဖြစ်တဲ့ပုံစံမျိုးပေါ့အဲကြည့်ရတာနုနုရွရွနဲ့ပြဲတော့မဲ့ပုံစံမျိုးပပလှလွာလေးပဲဒီမှာတုံးထားရဲ Nike Air ဆိုပြီးရေးဖြေးထားတယ်ပေါ့နော်အဖြူရောင်လေးနဲ့ပဲဒါလေးကပြောမယ်ဆိုရင်အမဲပေါ်မှာတော့ကြည့်ရတာရှင်းရှင်းလေးနဲ့ကြွနေပေါ့နော်ဘာလို့ဒီဖက်နဲ့ဟိုက်မလာတာလဲဆိုတာကျွန်တော်တို့အခုရုပ်တရက်စဉ်းစားလို့မရဘူးဖြစ်နိုင်ချေရတော့ကျွန်တော်စောနာပြောတယ်လို့ပဲ2018မှာထွက်ပြီးသား release ကိုပြန်ပြီးတော့ နည်းနည်းလေးပဲပြင်ပြီးတော့ lazy collab လို့ပဲလူတွေကသတ်မှတ်သွားလို့လာတော့မသိဘူးနောက်တစ်ခုကတော့ limitation ကိုတို့အနေနဲ့တိတ်မထိန်ရမ်းနဲ့အများကြီးထုတ်ရောင်းလိုက်လာတော့မသိဘူးပေါ့နော်အဲ့ဒီ check ထဲကတစ်ချက်ချက်ပဲလူတွေအနေနဲ့နောက်ပိုင်း Jordan ကအခု2020 2021နောက်ပိုင်းမှာ Jordan 1เนี่ย တိတ်ပြီးတော့ hype မလာတော့ဘူးရှေ့ရထွက်ခဲ့ဘူးတဲ့ Jordan လေးထပ်ပေါ့နော်အဲ့တော့ဘလို့မှတော့ရှေ့ရ OG ကိုတော့ရှင်လို့ရမှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုပြောဖို့ကြံသေးတာကလည်းဒီတက်ကောင်နော်ဒီတက်ကကျော် Black Toe မှာတော့ဒါ Chicago Galaway အနီရောင်လေးနဲ့ကျော်ဒီဖက်မှာတော့ဒါ UNC Galaway ဖြစ်တဲ့ UNC အပြာနုနယ်ပဲလုတ်ပေးထားတယ်ပေါ့နော် ါကတော့ပြောင်းလဲသွားတဲ့အရာတွေပေါ့နော်။ဘာလို့ဒီဘက်ကိုဒါ blood tone နဲ့ရှင်တာလဲဆိုတော့ကျွန်တော် stone blue နဲ့ဆိုရင်ဘယ်လိုမှရှင်လို့မရဘူးအပြာနဲ့အနီပေါ့နော်။ဒါ blood tone ဆိုတာလဲအခြေခံကို blood tone ကိုပြန်ပြီးတော့အခြေခံပြီးယူထားဆိုတော့ဒီကောင်ရဲ့ vibe ကလည်း plateau ကိုပြန်ပြီး inspiration ယူပြီးပြန်ထွက်လာတယ်လို့ဒါဘာလို့မှညင်းလို့မရဘူးပေါ့နော်။ So material ဘာညာကတော့ကျွန်တော်အနေနဲ့တော့လုံးဝ fine တယ်။ ဈေးတန်းအနေနဲ့ reset ပေါက်နေတဲ့ဈေးတန်းဝယ်တင်လားမဝယ်တင်လားဆိုရင်တော့ကျွန်တော်ကတော့ဝယ်တင်တယ်လို့ပဲပြောမှာပေါ့နော်ဈေးကြီးနေတော့မှဝယ်တင်တာဈေးသက်သာပါတော့လေပို့ပြီးဝယ်တင်တာပေါ့နော် လောဆောင်ဘောင်းလိုမျိုးပဲတစ်ချိန်ကြာလို့ရှိရင်ဒါ history line နဲ့ရောက်မလာဘူးလို့ပြောလို့မရဘူး maybe နောက်ထပ်နှစ်နှစ်သုံးနှစ်လောက်ကြာရင်လူကြိုက်များလာပြန်ပြီးတစ်ခါပြန် try နိုင်ပါပြီဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော်အထင်ပါအဲ့တော့အတွင်း in show မှာလဲ sona ကကျွန်တော်တို့ဒီ tissue paper မှာပါတဲ့ပုံစံမျိုး design ကိုပဲအစိုးမှလည်းရှင်းပြထားတယ်အဲ့တော့ပြောရရင်ဖက်နက်ကတော်တော်လေး design ဘိုင်းမှာ creative အရင်ဆန်တယ်ပြီးလို့ရှိရင် storytelling ဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့တင်ကျွန်တော်ကတော့အခုပေါက်နေတဲ့ဈေးနဲ့တန်နေပြီလို့ပဲရှင်းတယ်အဲ့တော့ union brand ကိုကြိုက်တဲ့သူတွေကတော့ဝယ်တော်ဝယ်ပြီးနေတော့ပါပြီကျွန်တော်မပြောခင်နဲ့ရပါတော့အဲ့တော့ ဝယ်တဲ့မဝယ်တဲ့ခြေတုံချလုံးဖြစ်နေတဲ့သူတွေကတော့ကျွန်တော်တို့ဝယ်ဖို့ပဲအကြံပေးခြင်းနဲ့ sizing ကတော့ဒါ trade to ပြောမနေတော့ Jordan 1တွေဖြစ်တဲ့အတွက်ပုံမှန် size တွေအတိုင်းပဲစီလို့ရပါတယ်22 fit 22 size ပဲပေါ့နော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက် Friday တိုင်းမှာလည်းဒီလိုဗီဒီယိုမျိုးတွေထပ်တင်သွားဖို့ရှိပါတယ်အဲ့တော့ကျွန်တော်လည်းဘလိုဗီဒီယိုတွေရိုက်စေချင်လဲဆိုတာကိုလည်းဒီနေ့ comment မှာဝင်ပြီးတော့ရှင်းပြသွားလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြပါမယ် so bye bye